မျိုးတို့တစ်ခုခုအောင်နှင်းနဲ့တိုက်ခါလို့မျိုးထင်းနေပေါ့နော်မောင်လေးကဒီချိုချိုပြီးကြတာလေအဲ့လိုမျိုးတစ်ခုခုခံစားမိနေကိုမလို့မုံပြီးတဲ့ပူလေးလည်းရှိမှာပေါ့နော်ဘယ်လိုပြောရမလဲပေါ့နော်ဘယ်လိုပြောရမလဲတော့မသိဘူးအဲ့မဲ့တော့ဒီပွဲလေးကိုဆန်ဆန်မောင်လေးဟိုတက်ဖို့ကစိတ်ကူးမရှိဘူးဒါမဲ့အမီအားလည်းတွားလိုက်ပါအဲ့လိုမျိုးရေကိုရဲ့ဟိုဘယ်လိုပြောမလဲနည်းနည်းစိတ်ကြီးလက်ပြတွားလိုက်ပါဆိုတယ်မောင်လေးဒီပွဲလေးကိုတက်ဖြစ်တာပေါ့နော်အမှန်တမ်းပြောလို့ချင်းဒီပွဲလေးကိုလည်းလာတက်ဖြစ်မှာတော့မဟုတ်ဘူးအဲ့လိုအရန်စိတ်ကြီးရှုပ်ထွေးနေရပေါ့နော်မောင်လေးကဒါကချွတ်ချုံမာဘယ်လိုပြောအမှန်တမ်းပြောလို့ချင်းလည်းနည်းနည်းလေးအများကြီး အစတော့မောင်လေးကဒီရှူဂျိုမပြိုင်ခင်တော့ဟိုဇလက်စကားရရခဲ့ပေါ့နော်တိတ်ပြောလူပရိတ်သတ်တွေတော်တော်များများမသိကြဘူးဒီရှူဂျိုကြမှာမောင်လေးကအမနိုင်ပြောလဲတနိုင်ငံလုံးကြီးပါလဲတိသွားတယ်အဲအဲ့ဒါကြောင့်မလို့သူတို့စိတ်ထဲမှာတော့နည်းနည်းလေးဘယ်လိုပြောမလဲအကောက်ကြံ့ကြီးလဲကြမ်းနေမှာပေါ့နော်ဒါကတော့သူ့လူစိတ်ဆိုတာပြောလို့တော့မရပါဘူးဟုတ် ရားကြတော့ဟောရာကောမဒီလေးဖြစ်တယ်ဗောနမောင်လေးလည်းအရန်ကြိုက်တယ်အပိဇက်လေးကလည်းစမ်းတယ်ထွေလာမှာရန်ကြည့်ချင်းစိတ်ပေါက်တာနဲ့ ဒီအကိုတယောက်ကဖိတ်တာနဲ့ဒီနေပွဲလေးကိုလာရပြီးတက်ဖြစ်တာပါခင်ဗျာဟုတ်တယ်မောင်လေးရှိမာကလည်းမောင်လေးဇလန်တဲတခုရိုက်ထားလဲတရေကားပဲလေဟိုတရေကားလည်းအရန်ကြိုက်တယ်ဟုတ်ကဲ့မောင်လေးကဘယ်လိုချင်းကပို့ကြလဲဆိုမောင်လေးကအဲ့ဒီလိုမျိုးပေါ့နော်ဟိုဘယ်နည်းတာဆောင်းစစ်တန်လေးပေါ့နော်အဲ့ဒုံဒုံတော့အဲ့လိုမျိုးအတန်လေးနဲ့ပို့ကြတယ်နောက်ပြတော့အမောင်ထဲမှာရိုက်ရတဲ့စင်းလေးပေါ့နော်ဟိုလက်လေးနဲ့ဆိုရင်အဲ့လိုမျိုးစင်းလေးကြောင့်ပို့ပြီးတော့ကြောက်ကြရကောင်းတယ်မနော်ဒီစကားမလေးဒီစကားမစင်းတဲ့မောင်လေးထွေးလာမှကြည့်ရကောင်းနော်လေကိုကျန်သူတို့ရဲ့လုပ်ပုံလေးဆိုတော့တကယ်အရန်ကောင်းတယ်သူတို့ရဲ့ ID လေးကိုလည်းဒီတူယူရင်လည်းဒီနေ့ဆိုရင်လည်းဒီပွဲလေးကိုပြောလာပြောဝင်ရတယ်တကယ်ကတော့ခုချိန်ပြောချက်မ ကန်ဒါပေမဲ့တေးကတော့ရမ်းကြောက်တယ်အိမ်မှာစိတ်တော့မှနောက်ဖြစ်တော့တရားထက်မသွားရေဘူးအမေတို့အပေါ်ကောပြီးမှအဲ့လိုမျိုးသွားရေးတေးကရမ်းကြောက်တယ်မောင်လေးငငယ်ကလေးကကြောက်ကြ တယောက်တည်းတယောက်တည်းကတော့ဘယ်လိုပြောမလဲဟိုကိုယ့်အိမ်ကိုတော့အေးရတခြားတမန်တွေရောဟိုတယ်တွေပါမှာဟိုတယ်သွားလို့ရှင်လာမလို့အေးရအခုရွှေချုံမာတော့ဆိုလဲရွှေချုံမာဆိုရင်အစတော့တယောက်တည်းပေးပါပေးမယ်လို့ရှင်ငါမအေးရပေါ်တော့ငါငါရတင်ကြချင်အောင်သူဆန်းကိုခေါ်အိမ်မယ်ဆိုပြီးတော့ဟိုတွေးထားမှာဒါမဲ့လည်းညအောင်တခန်းပေးတဲ့အတွက်ကြောင့်မလို့လဲအေးဟိုဟိုတယ်မှာတော့လည်းတော်တော်လေးတော့အဆင်ပြေသွားပါရောတေးရတော့မလို့ရမ်းကြောက်တယ်မဟုတ်ဘူးတေးရအဲ့လိုမျိုးလေတေးရကားတွေကြည့်လို့ရှင်ကတော်တော်လေးကြောက်တယ်ဝိညာဉ်တွေဘယ်လိုမျိုးလာချောက်မလဲပေါ့ဒါမဲ့ဒါတေးရကားတွေကဒါဒီဝိညာဉ်ပေါ့အပြင်ကားတော့ဘယ်လိုမျိုးမလဲအဆွေတွေပါမလားအဲ့လိုမျိုးပါမလားဆို ိတ်ကူးရင်ပြောတော်တော်လေးကြောက်တယ်တကယ်ရတယ်အဲ့ဒါလည်းမှန်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒါကပို့ပြီးတော့မှန်တယ်လို့ပြောမှာဘာဖြစ်လဲဆိုတော့တကယ်ရမှာဒါကိုယ်ဘာမှလုပ်လို့မရဘူးကွနော်လူကလူကပို့ပြီးကြောက်ဖို့ကောင်းတယ်ဘာဖြစ်လဲဆိုတော့လူကကြတော့ကိုယ်ဘယ်လိုအနေရပေးမလဲဘယ်လိုဒုက္ခတွေပေးမလဲနောက်ပြီးတော့ကိုယ့်အပေါ်မှာဘယ်လိုစိတ်ထားမလဲပေါ့နော်ကိုယ့်အပေါ်မှာဘယ်လိုရုံမှမလဲဆိုတာတွေကလူတယောက်ပေါ်မှာတိတ်ပြီးတော့မသိနိုင်ဘူးပေါ့နော်တိတ်ပင်ကောက်တာဒါဟိုတင့်တင့်မဲ့လူတယောက်ရဲ့စိတ်ကကဘယ်လိုနေထားလဲဆိုတာမသိရတော့ကြမလို့ပို့ပြီးတော့လူတော့ပို့ပြီးတော့ကြောက်ပြန်မောင်းလေးရတာလေအဲ့လိုမျိုးတော့မထင်ဘူးနောက်အခုတော့မှနည်းနည်းလေးတော့ အဲ့လိုမျိုးတော့စိတ်ကူးဟိုဘယ်လိုပြောမလဲခံစားမိနေပါတော့ကိုယ်တယောက်ကအဲ့လိုမျိုးလေလောက်ထားနေတယ်လို့မျိုးခံစားပဲအခုရပိုင်းဆိုလည်းတက်ပြောဘာမှလည်းမလုပ်ချင်ဘူးအဲ့တော့လုပ်တယ်ပါဆိုလည်းတက်ပြောမတော့ဒီနေ့တော့မှပရက်ရှူအမောင်လေးအမှန်တမ်းပြောလို့စိတ်ကြရတယ်ဘယ်လိုပြောမလဲတယောက်ကရဖြစ်နေပါတော့မောင်လေးအမှန်တမ်းပြောလို့ကိုယ်လည်းအဲ့လိုမျိုးတခုခုအောင်နေနဲ့တိုက်ထားတယ်လို့မျိုးထင်နေပါတော့မောင်လေးကဒီချိုချိုပြီးကြတယ်လေအဲ့လိုမျိုးတခုခုခံစားမိနေကိုယ် မလို့မုံပြီးတဲ့ပူတွေလည်းရှိမှာပေါ့နော်ဘယ်လိုပြောရမလဲပေါ့နော်ဘယ်လိုပြောရမလဲတော့မသိဘူးအမေတို့ဒီပွဲလေးကိုဆန်ဆန်မလေးဟိုတက်ဖို့ကစိတ်ကူးမရှိဒါမဲ့အမေကလည်းတွားလိုက်ပါအဲ့လိုမျိုးတွေကိုယ့်ရဲ့ဟိုဘယ်လိုပြောရမလဲနည်းနည်းစိတ်ကြီးလက်ပြတွားလိုက်ပါဆိုတယ်မလေးဒီပွဲလေးကိုတက်ဖြစ်တာပေါ့နော်အမှန်တမ်းပြောလို့ချင်းဒီပွဲလေးကိုလည်းလာတက်ဖြစ်မှာတော့မဟုတ်ဘူးအဲ့လိုအရန်စိတ်ကြီးရှုပ်ထွေးနေရပေါ့နော်အဲမောင်လေးကအဲ့လိုမျိုးတွေအစတုန်းကတော့ယုံကြည်မရှိပါနော်နောက်ပိုင်းကျတော့တော်တော်လေးပါလေမောင်လေးလက်တွေ့တွေလည်းညင်နေပေါ့နော်အခုဆိုရင်လည်းဟိုအရင်တော့ဆိုရင်တော့အရင်နေ့တော့နော်မောင်လေးလောက်တာလည်းခံရပါဒါပေမဲ့အခုလည်းအဲ့လိုမျိုးကိုယ်ဘယ်လိုပြောမလဲတကူနဲ့အောက်လန်းနဲ့တိုက်ခါတယ်လို့မြင်ခံစားရပါနော်မောင်လေးအဲ့လို မျိုးတွေသွားပြောလဲစစ်ဆေးကြည့်အောင်ပါเนาะဒီအပိုင်းတော်တော်လေးအဆင်မပြေဘူးအလုပ်တွေဒါလုပ်နေရတယ်အမ်မဘယ်လိုပြောရမလဲမောင်လေးကတော့အဲ့ဒါတိတ်ရောဘယ်လိုပြောမလဲအင်းမနာလိုလို့မနာလိုပါပဲလို့ထင်တာပါเนาะဘာဖြစ်ဆိုတော့ ဟိုဒီနိုင်နိုင်လူရတော့ဘယ်လိုပြောမလဲလူကောင်းစားလို့ရှိရင်ကြာသူတို့သူတို့စိတ်ထဲမှာကောင်းစားလို့ရှိရင်တော့မမြင်ကြဘူးလူတရားကောင်းစားလို့ရှိရင်မမြင်ကြဘူးလူတရားအောက်နေကြကြတာပဲမြင်ကြအဲကြောင့်မလို့လေကနည်းနည်းပပပေါ်ပြရလဲဖြစ်တဲ့အတွက်ကြောင့်မလို့နေနေသူတို့စိတ်ထဲမှာတော့အဲ့လိုမျိုးကတော့ဟို multi စိတ်တွေကဖြစ်ချင်တယ်ဖြစ်နေမှာပေါ့နော်ဒါပေမဲ့လည်းပြောလို့တော့မရဘူးတော့ဟုတ်ဟုတ်ဒါတော့မောင်လေးတော့ပြီးတော့ဒီဟာဟိုတရနေ့လောက်နေလို့ရှိရင်တော့အဲ့လိုမျိုးကိုယ့်ရဲ့ဆရာလေးဒီမှာတော့ပြီးတော့စစ်သေးပြီးတော့စစ်သေးကြည့်အောင်ပါအဲဘယ်ချိန်မှမြင်ဘူးလဲကြောင့်မောင်လေးတို့အမျိုးရမောင်လေး NGO ပေါ့အောက်လဲနေလောက်တာမောင်လေး NGO ဆိုရင်တော်တော်လေး ငငယ်ကလေးကလှုပ်တာတော်တော်လေးခုယူလိုက်တာသေပြီလို့တောင်မှလေးတော့ထင်တာပေါ့ဒါမဲ့လည်းကံအားလေးတော့ကြာအဲ့လိုမျိုးဖုံဖုံတစ်ပါးနဲ့တူတော့အဲ့မှာကုလိုက်တဲ့အချိန်မှာဘိုက်ထက်အလုံးကြီးထဲမှာလေးအဲ့လိုမျိုးအလုံးကြီးအကောင်လိုက်ကြီးကြာလာအဲ့ဒီမှာမှလေးကဂျုံသွားတာ အဲ့ဒီမှာအော်အဲ့လိုမျိုးတွေရှိပါလားဆိုတော့မောင်လေးစိတ်ထဲမှာသိသွားပါတော့။အဲမောင်လေးကအဲ့လိုမျိုးပေါ့နော်အထက်လန်းစီကနေသွားပြမယ်။တကယ်လို့လောက်ထားမှန်လို့ရှင်တော့မောင်လေးကတော့အရန်ကြီးတော့မတုတ်ပြန်ပါဘူးလို့ဆိုတော့ဟိုဘယ်လိုပြောမလဲ။အရန်ကိုပေါ်မှာအဲ့လိုမျိုးဟိုမောင်လေးပေါ်မှာချစ်တာပဲလို့ကျင်တယ်။အဲ့လိုမျိုးမုံတိရလည်းမောင်လေးကမကြိုက်ပါဒါပေမဲ့လည်းမောင်လေးကတော့မြစ်တာနေပဲတုတ်ပြန်ပါပါ။အဲ့လိုမျိုးလို့တော့သူ့လည်းဘာဖြစ်ပါစေညာချစ်တာလို့ဆိုပြောလဲချိန်သေးမှလည်းမဟုတ်ဘူးနော်။ဒါအထက်အထက်လန်းစီကနေသွားပြီးတော့တိတ်တိတ်ချာချာလေး ဟိုလောက်တာမှန်လို့ချင်းတော့တိကျကိုလောက်တာမှန်လို့ချင်းတော့တိတိချာချာလေးခုယူမယ်အဲ့လိုမျိုးဘယ်လိုပြောမလဲဟိုနောက်ထပ်ထပ်ပြီးအလုံးမခံရအောင်အဲ့လိုမျိုးပေါ့အဆောင်တွေပါလေအဲ့လိုမျိုးတော့လုံလုံခဲ့မှာပါဟုတ်အဲမောင်လေးလည်းအဲ့လိုမျိုးတော့ထင်ပါမနော်စိတ်ထဲမှာတခါလေးပေါ်လာရပါဒါပေမဲ့ဒါကြီးကလည်းပြောလို့လည်းမရအောင်လေပြောလိုက်လို့ချင်းလည်းကိုယ်နဲ့ကြိုးစားနာဖြစ်နေတာဒါကိုယ်စိတ်ခရရပဲဒီကဘာဒါပေမဲ့ဒါကြီးကလည်းထုတ်ပြောလို့ရတဲ့အရာကြီးလည်းမဟုတ်ဘူးကိုကိုတိုင်းလည်းလက်တွေ့တာရဲ့လက်တွေ့ကြကြဟိုဘယ်လိုပြောမလဲပြောနိုင်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကြီးကတော့သိပြောမောင်လေးဟိုဘယ်လိုပြောမပြောရဲဒါပေမဲ့စိတ်ထဲမှာစိတ်ထဲမှာတော့ကိုယ်ဘယ်သူဘယ်လိုဟိုဖြစ်တယ်ဆိုတော့စိတ်ထဲမှာလည်းနည်းနည်းပါးပါးတော့ခံစားမိရဲ့ပေါ့ ော်မလေးကတာကရှုံရှုံမာဘယ်လိုပြောအမှန်တိုင်းပြောလို့ရှိရင်လည်းနည်းနည်းလေးအများကြီး အစတော့မောင်လေးကဒီရှူဂျိုမပြိုင်ခင်တော့ဟိုဇလက်စကားရဲခဲ့ပေါ့နော်တက်တက်ပြောလူပရိတ်သတ်တွေတော်တော်များများမသိကြဘူးဒီရှူဂျိုကြမှာမောင်လေးကအမနိုင်ပြောလဲတနိုင်ငံလုံးကြီးပါလဲတိသွားတယ်အဲအဲ့ဒါကြောင့်မလို့သူတို့စိတ်ထဲမှာတော့နည်းနည်းလေးဘယ်လိုပြောမလဲအကောက်ကြံ့ကြီးနဲ့ကြမ်းနေမှာပေါ့နော်ဒါကတော့သူလူစိတ်ဆိုတာပြောလို့တော့မရပါဘူးဘယ်လိုပြောမလဲဒီရှူဂျိုမပြိုင်ခင်တဲ့ငငယ်လေးကလေးကဖျားတရားလောက်ဖြစ်တယ်ပေါ့နော်မောင်လေးရှိမှဆိုလဲဇလန်တော့ရိုက်တဲ့အချိန်ဒီမှာဆိုတော့မောင်လေးဒီဖျားမဟာသမ ्या တုတ်ကိုလေအထိတ်တန်ရွတ်တယ်ပေါ့နော်မောင်လေးအဲ့ဖျားတရားများများလောက်တယ်ဘာလို့လဲဆိုတော့ဒီဖျားတရားများများလောက်မှလဲကိုယ့်ကိုယ်မှာအနောက်ချက်တွေလဲကင်းဝေးမယ်အကိုဒီ ီဒီအนุပညာပေါ်မှာထားတဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်အားထက်တန်မှုတွေကလည်းပို့ပြီးတော့အောင်မြင်မယ်လို့ထင်လို့မလို့ဖျားတရားတော့မဟုတ်ဘူးလေမြန်မြန်ရွတ်တယ်ပေါ့နော်မဟုတ်လေဖျားတရားမြန်မြန်လောက်တာဆိုမဟာသမယတုတ်ရွတ်တာဆိုတော်တော်လေးကြာပြီ လေးနှစ်၅နှစ်တောင်မှရှိဖို့တော်လေးကြာရဲ့အဲတိမဲ့ထင်တယ်မောင်လေးကအဲ့လိုမျိုးမောင်လေးအနီတုန်းကတော့တိလိုက်ရတယ်ဗျာဘယ်သူလောက်တယ်လဲဆိုတာလည်းတိလိုက်ရတော့ကြမလို့အဲ့လိုမျိုးသူတို့အိမ်ဆိုအစားတော့ကသူတို့နဲ့ခင်တယ်နောက်ပိုင်းကျသူတို့အိမ်တော့မသွားရဲတော့သူတို့အစားစားဆိုတယ်မကြွရဲတော့ဗျာမောင်လေးတကယ်လို့ကိုလောက်တဲ့လူသာဘယ်သူလဲတိလို့ရှိရင်သူနဲ့တိတ်ပြောအပေါင်းတင်ရတာတိတ်ပြောလောက်ပြစ်တော့မှလည်းမဟုတ်ဘူးဘယ်တော့ကဲနောက်ကိုပြောမလဲတနေ့မေးထုခေါ်ပြောတော့ပဲလောက်တော့မှဗျာကိုရဲ့တကယ်မိတ်ဆွေရင်းချတဲ့လောက်တာမှန်လို့ရှိရင်တော့တိတ်ပြောအပေါင်းတင်လောက်မှလည်းမဟုတ်တော့ပါဟုတ်လဲတော့ အရှိရရှိတယ်အဲ့လိုမျိုးရှိရပါတော့မလေးအဲ့လိုမျိုးအရန်ကြောက်တယ်အဲ့လိုမျိုးကိုယ်လေးအောက်လန်းတဲ့တိုင်းမှာတော့အဲ့လိုမျိုးပြူသားမှာတော့ဆိုလေအရန်ကြောက်တယ်ဘာလဲဆိုကိုကလည်းဒါအမှန်တိုင်းပြောလို့ရှင်လည်းမလေးဆိုလည်းဒါပေါ်ပြူလာဖြစ်ဝင်ဖြစ်တာမလေးဆိုတာအောင်မြင်တာလည်းမဟုတ်သေးပါဘူးအဲ့ဘာဖြစ်လို့အဲ့လိုမျိုးတကယ်လို့လောက်တာမယ်လို့ရှင်တော့ဘာဖြစ်လို့လောက်တာလဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးလည်းဟိုတကယ်မေးကြည့်တင်တယ်အဲ့လိုမျိုးကုရဲရှင်တာတကယ်မယ်လို့ရှင်တော့ဒီလိုအဲ့လိုမျိုးမေးကြည့်တင်ပါပြောရင်လည်းဆိုအဲ့လိုမျိုးမလောက်ပါနဲ့လူလူချင်းစာနာပေးပါဘူးလို့ဆိုကျွန်တော်တို့တော့လည်းဟိုနောက်ခံပရကောင်လည်းမတောင်းဘူးဒီကဟိုဘယ်လိုပြောမလဲအရန်ချမ်းသာတဲ့ထဲမှာလည်းမပါဘူးကိုဒုက္ခကိုချုံစူးစားရတယ်ဖြစ်တဲ့ကြောင့်မလို့အဲ့လိုမျိုးတော့စ ိတ်တော့မထားပါနဲ့လို့ဒီကနေ့ကပြောချင်ပါတယ်ဟုတ်